င်္ဂလာပါဒီဗီဒီယိုမှာတော့ key to happiness သင်ခန်းစာတွေဟာ key number 7 survive ကို standard analysis ပုံစံနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်ဆိုတော့သင်ခန်းစာလေးကိုစလိုက်အောင် key number 7 title လေးက get rich အဲ့တော့ get ကဒါ linking verb ဖြစ်တယ် အဲ့ gave က linking verb ဖြစ်လို့ gave ရဲ့နောက်က adjective လိုက်ပြီးတော့ရေးလို့ရတယ်။အဲ့ garish ချမ်းသာကြွယ်ဝပါစေ၊ပတ်စံရှိပါစေ။အဲ့ပတ်စံရှိတယ်ဆိုလို့ရှိရင်တော်ရွှင်ခြင်းကိုရောက်မယ်ပေါ့နော်။ Okay subject ကိုကြည့်မယ်။ Most people believe that or most people လူအများစုက believe ယုံကြည်ထားကြတယ် that ဆိုတာဆိုပြီးနောက်ကဝါကြရေးရတယ်။ ဆိုတော့ဒီဝက်ကြကို impersonal passive voice နဲ့ရေးလို့ရပါတယ်ဒါ G11 grammar ပါ G11 grammar မှာသင်ခဲ့ရတဲ့ impersonal passive voice နဲ့ရေးမယ်ဆိုလို့ရှိရင်ဒီနေရာလေးရပြောင်းသွားမှာဘယ်လိုပြောင်းသွားမလဲဆိုတော့ it is belief it is belief that ဆိုပြီးနောက်ကဝက်ကြကိုပြန်ရေးမှာပေါ့နော်ဒါက impersonal passive voice ကိုပြောင်းတာပေါ့နော်ကဲစာပဲကိုပြန်ကြည့်မယ် most belief uh, sorry most people believe လူအများစုကယုံကြည်ထားကြတယ် that ဆိုတော့ကဲနောက်ကဝယ်ကြယုံယုံကြည်ရပေါ့ many is the best way to find happiness many person ဆိုတာ the best way to find happiness ပျော်ရွှင်မှုကိုရှာဖွေဖို့အကောင်းဆုံးနည်းလမ်း is ဖြစ်ပါတယ် that ဆိုတာကို believe ယုံကြည်ထားကြပါတယ် of course တကယ်တော့ a person လူတစ်ယောက်က a person ဆိုရင်ဒါ singular noun ပါ people ဆိုရင်ဒါ plural noun ပါဒါသိပါတယ် a person လူတစ်ယောက်က needs many ပတ်စံကိုလိုအပ်တယ် to some extent ဒီမှာ to some extent ဒါက idiom အသုံးပါ to some extent ရဲ့အဓိပ္ပာယ်ကအထိုက်အလျောက်လို့အဓိပ္ပာယ်ရပါတယ် in order to live come to comfortably ဆိုဒီမှာသိထားမယ့်စကားလုံးက comfortably သူက adverb ပါတတောင်တတာရှိစွာလို့အဓိပ္ပာယ်ရတယ်သူ့ရဲ့ adjective က ave ပေါင်းလိုက် adjective ရတယ် c o m f o r t a b l y comfortably တတောင်တတာရှိသောဆို adjective နဲ့ adverb ကိုကိုယ်အောင်မှတ်ထားဖို့လိုအပ်ပါတယ်ကဲစာပိုင်းကိုပြန်သွားမယ် in order to ဒါရည်ရွယ်ချက်ကိုဖော်ပြမှာ purpose ကိုဖော်ပြမှာ in order to by infinitive in order to live comfortably တတတရှိစွာနေထိုင်နိုင်မှုအတွက် to some extent အထိုက်အလျောက် many person person need လိုအပ်ပါတယ်အဲ့တော့လူတစ်ယောက်ကတတတနေထိုင်မှုအတွက်အဆင်ပြေပြေနေထိုင်မှုအတွက်အထိုက်အလျောက်တော့ person ရှိဖို့လိုအပ်တယ် rich people ချမ်းသာတဲ့လူတွေက often အများလောအားဖြင့် consider ထင်မှတ်ထားကြတယ်ကောဆာရကထင်မှတ်သည်ယူဆသည် that ဆိုတာ they are happy သူတို့ဟာပျော်ရွှင်ကြတယ် as ဘာကြောင့်လဲဆိုတော့ they can buy သူတို့ဟာဝယ်ယူနိုင်တယ်ဘာတွေဝယ်နိုင်မလဲဆိုတော့ expensive houses တန်ဖိုးကြီးလာတဲ့အိမ်မျိုးကိုသူတို့ဟာဝယ်နိုင်တယ် new cars အရှိယ subject verb နဲ့တွဲမယ် as they can buy new cars ကားအသစ်အစမ်းတွေကိုသူတို့ဟာဝယ်ယူနိုင်တဲ့အတွက်ကြောင့် big yak ကြီးမားလာတဲ့အဲ့ရ yak ဆိုတာအပျော်စီးသင်္ဘောတွေကိုပြောတာပါအပျော်စီးသင်္ဘောကြီးတွေကိုဝယ်ယူနိုင်တဲ့အတွက်ကြောင့် and ပြီးတော့ designer clothes designer clothes အဝတ်အစားအကောင်းစားတွေကိုသူတို့ဟာဝယ်ယူနိုင်တဲ့အတွက်ကြောင့် they are happy သူတို့ဟာပျော်ရွှင်ကြတယ် that ဆိုတာကို often consider အများသောအဖြစ်ထင်မှတ်ထားကြပါတယ်။ However သို့တော်လည်းပဲ some people တချို့လူတွေကတော့ think တွေးကြပါတယ်တွေးထင်ကြတယ်။ဒီမှာတော့ that ကိုမြုပ်ထားတယ်ပေါ့နော်။အဲရှေ့မှာဆိုလို့ရှိရင် consider that belly that ဒီမှာကျတော့ think ရဲ့နောက်က and that ဆိုရ related pronoun ကိုအုပ်မိလောက်ထားပါတယ်။တန်းတော့ကဝတ်ကြပြီပါ။ happiness ပျော်ရွှင်မှုဆိုတာ does not depend on many ပတ်စံငွေကြေးပေါ်မှာအမိခိုးဘူးအမိခိုးဘူးဆိုတာကို some people think တချို့လူတွေကတချို့လူတွေကတွေးထင်ကြပါတယ် nevertheless ဘလို့ပဲဖြစ်ဖြစ် we can see many people ကျွန်တော်ကလူများစွာကိုတွေ့မြင်နိုင်ပါတယ်ကဲဒီမှာ underline တထားပါတယ်ဆိုတော့ဒါကြီးက trying to get rich ကနေအောင်နောက်ဆုံးအထိ in life တိကဒါကြတော့အာ freeze ပါ buff free လဲဆိုတော့ present participle freeze အနေနဲ့ရေးထားတာပါ share many people ဆိုတော့ noun ကိုတွားပြီးတော့ modify လုပ်မှာအထူးပြုမှာပါဆိုတော့ဒီ present participle freeze နဲ့ရေးထားတဲ့အာစာကြောင်းကို valid valid pronoun တကူကိုတုံးပြီးတော့ရေးလို့ရပါတယ်ဆိုတော့ဒီနေရာမှာ many people နေရာမှာ little clock အနေနဲ့ clock နဲ့ရေးမယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဆိုတော့ many people who 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 try to get rich ဆိုပြီးတော့ရေးလို့ရပါတယ်အဲအဲ့လို little pronoun ကိုအဲတုံးပြီးတော့ရေးလို့ရတယ်ဒီဝက်ကြတော့ဒါတော့ little pronoun ကို omit လုပ်ပြီးတော့ရေးထားတာပါအဓိပ္ပာယ်လေးကိုကြည့်အောင် we can see many people လူများစွာကိုကျွန်တော်တို့ကတွေးနေရတယ်ဘယ်လိုလူလဲဆိုတော့ trying to get rich in every possible way in the hope of in the hope of ဆိုတာ EDN အတုံးပါ in the hope of အဓိပ္ပာယ်ဟာမျောလင်းချက်နဲ့မျောလင်းတကြီးမျောလင်းချက်နဲ့ဆိုတဲ့အဓိပ္ပာယ်ကိုရပါတယ် in the hope of ဆိုတော့ of ရဲ့နောက်ကကျွန်တော်နောက်လိုက်ပါတယ် achieving ဒါ general noun မှာ verb form ရန်ကြည့်ပါသူ့ရဲ့ verb form လေးကိုတိထားရမယ်ဒါဒါအားလုံးသိပါတယ်သူ့ရဲ့ verb form က achieve in the hope of achieving happiness in life ဘဝမှာရပျော်ရွှင်မှုတွေကို in the hope of achieving ရရှိဖို့မျှော်လင့်ချက်တွေနဲ့ in every possible way ဖြစ်နိုင်သမျှညီလန်းနေနဲ့ trying to get rich ချမ်းသာကြွယ်ဝဖို့ကြိုးစားနေသော any people လူများစွာကို we can see ကျွန်တို့တို့တွေ့နေရတာပဲတွေ့တွေ့မြင်နေရတယ်ဆိုတော့ဒီ survive ကကြတော့အဲတရှင်မှုကိုရဖို့အတွက်ပတ်စံဝီကြီးအထိုက်လျောက်လိုအပ်တယ်ရရှိဖို့လိုအပ်တယ်ရှိဖို့ပိုင်ဆိုင်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုပြောတာဖြစ်ပါတယ်ဆိုတော့ဒီ survive ထဲမှာမချင်းလင်းတာများရှိခဲ့မယ်ဆိုလို့ရှိရင် comment box မှာရေးခဲ့ပေးလို့ရပါတယ် အဲ TikTok ကို follow မလုပ်ရသေးဘူးဆိုလဲ follow လေးလုပ်ခဲ့ပေးပါတကယ်လို့ YouTube အာ YouTube YouTube မှာလည်းပဲ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် subscribe လေးလုပ်ခဲ့ပေးပါလို့တောင်းဆိုရင်းနဲ့ဒီမှာပဲနားလိုက်ပါမယ်